အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖျက်ပြမယ့်ဆောင်းလေးကတော့ဆီယာမဂျာနဲ့ကျော်မမလေးရေးသားထားတဲ့မုံရွေမဟုဆိုတဲ့ဆောင်းကလေးရဲ့ခန်းဆက်ပဲ ဖြစ်ပါတယ်ရှင်။ဝေဒီအင်ငန်ဝါကလိုက်ကာကိုဖဲကအတွင်သူလှန်ဝင်လိုက်သည်ဥသောဟန်သည်ဝေအတွင်ရောက်၍ဝေမျက်နာကိုမြင်မြင်ချင်းတန်ကုန်ဟိ၍ခုံပေါက်လိုက်တော့မတန်ယူးကြောင်ကြောင်မျက်နာဖြင့်တုံသွားလေ၏ ထိုအခါမှာဝေးသည်ဒူးရီတုံကတကိုယ်လုံးကြက်ကျင်းတစ်ပြန်ပြန်ထားသွားလေသည်ဝေးဝေးဝေးနှောက်မှာအဲ့ပီတုံနေသောအတန်နှင်းတလုံးချင်းခေါ်ရင်တုံဤနေသောမျက်နှာကြီးသည်နှစ်ဖူးစီတို့ပားစီတို့မဲစီစီတို့ပတ်၍သွားပြီးမှ အားနွယ်နေသော မျက်နှာလေးနှင့်ဆုံးကအာယူဆိုင်ကျင်းနေသည် ဝေးသည်ဘာမှပြန်မပြောဘယ်လိုမူရမလဲမပြမျက်နာလည်းလှုပ်ရှားခြင်းမရှိမျက်လုံးများမှာအယောင်မရှိ အကန်းလိုပင်ကြောင်းနေလျက်မြေမမြေမရေလဲလားမတ်သည်ဦးစောဟန်သည်ဝေးပြန်လာပြီဟုပြောလိုက်ကပခုံးကလေးနှစ်ဖက်ကို ပွေဖားလိုက်သည်သူအတန်းမှာချောင်းထွေတော်လေကြောင်းထဲမှာခက်ခဲခက်ခဲထွာလာဟန်တူသည် ဝေးသည်နားထဲတွင်နှင့်သွားကရိမ်းရိုင်လျက်သူ့ကောင်းကလေးကိုဥဆောဟန်၏ရင်ခွင်ထဲ၌မှီ၍အပြိုးလိုက်ရသည်ဥဆောဟန်သည်ဝေးကိုအာရပါရကြီးသာဖတ်ထားကအတန်မထွက်နိုင်တော့ပေ တိုလန်နေဝိကြောကိုခက်ချမ်းချမ်းဖိတွန်းပုတ်တန်နေရမှာလမောင်းလေးကိုတင်းငင်းကြက်ကြက်ကြီးစုပ်ဖြင့်နေနေပြန်ကသူ့ရင်ထဲ၌မချုပ်တီးနိုင်သည့်အဖြစ်ကိုသူ့လက်ကြီးကအထိပယ်ဖော်ပြနေပေသည်ဝေဝေသည်ကြញ្ញံတနံထိတွေ့ခြင်းမခံရဘူး၍အံ့ဩမိပြန်သည် ်ဦးစောဟန်၏အပြုအမူကို နားကျင်းစွာခံရင်းမှသူ့အပေါ်တွင်မြည်များလောက်ဆွေးနာနေသောဒိဗေကိုအကယ်ခံမိသွားလေသည်ဦးစောဟန်သည်စိတ်ရှိသလောက်ဆုပ်ဖြစ်ပြီးနောက်ဝေနှင့်ခါ၍ဝိပခုံးကလေးကိုကင်ကာခေါင်းဆာချေအစုံဝိခန္ဓာကိုယ်ကိုစိတ်စိတ်ဆက်ဆက်ကြည့်ရှုသည်ဝိနှစ်ထင်မှာခြိုင်းလျက်မျက်နာလေးမှာတော်တော်ကြာသွား၏ ဝိဝေစာများမှာဝိဝေစာမဟုတ်တကယ်သူဝိကိုတွင် ပွာရောင်နေလေသည် ဝေသည်အာရင်ကုန်ခန်းကဖြူဝက်ဖြူရောကြီးဖြစ်နေလေသည်ဝေမာမျက်ရည်များလိမ့်စင်လျက်ဥသောဟန်ဤစစ်စင်းနေသောကြည်ကိုခံရင်ရှင်နေ၌ကြက်တိန်လာလေသည်ဝေဤထိန်းသောစိတ်သည်လွတ်ထွာသွားလေသည် ကို ်ဦးစိုးရံသည်ဝိကိုတအားပြန်ဖက်ပြန်သည်ဝိပခုံးပေါ်တွင် မျက်နှာကိုမှောက်လိုက်လျက်ပိန်လာကြီးလာဝေးရဲ့ဟူအကွဲနာကြီးလာတော့အတန်ဖြင့်ပျော်နေလေသည် ဝေးသည်ငြိမ်နေလိုက်သေးသည်နောက်မှအာတင်းပြီးရင်ဘတ်ကိုတွန်းကမျက်နှချင်းဆိုင်လိုက်သည်ဝေးမှာကိုဝင်ရှိနေပြီ ဝေသည်အသက်မရှူနိုင်အောင် တင်းတင်းကြပ်ကြပ်ကြီးဖြစ်သွားလျင်ဦးစောဟန်၏ရင်ခွင်ထဲတွင်မလွတ်နာမတွန့်နာပဲမျက်လုံးများ ပြာဝေသွားလေသည် ဝေသည်မြားစွာမှတည်ထားရသည် ဝေတောင်းရမည်စေးများမှ အမျိုးစုံလာ၏ပဲစီပြီးပဲစီတော့ရန်စားရန်နှင့်မှတ်ရလေသည်နန်းနေအိယာထာ ဂလူးကိုစနစ်ဆေးမုံတစ်ခွဲ၊နာယီဝံချား၍ဆေးရည်တစုံ၊ထမင်းစားပြီးပြီးချင်းရင်နွေးပူပူနှင့်ဆေးလုံးမဲမဲ။ညာဤရောင်ဝင်အိပ်ပျော်၍နှလုံးအားကောင်းမီငါးကြီးစီပါတော့သွေးအားတိုးစေ။တခါတရံဝမ်းနှုတ်ဆေးပြားကလေးများဝဲမှာစေးတောက်ရမ်းသာစိတ်ဆွဲနေ၏လေဟင်းပြက်ကွက်သွားလျင် ကိုကအပြစ်တင်၍မပြေးနိုင် အလုတ်သွားကနီးစေးတောင်ရံမှာခဲ့ကအလုတ်ကပြန်အိမ်ထဲဝင်လာနေစေးတောင်ပြီပြီလာမေးလေဤအိတ်ပြောအောင်အာရှိအောင်အစာကြေးအောင်သွေးအားတိုးအောင်နှလုံးအားကောင်းအောင်တောက်ရသောဆေးများဖြစ်၍ဝေဤဝန်းနေ၌အစာတစ်ခွက်စေးတဝက်များလောက်ရှိသည်ဝေးမှာကိုဝင်ရှိစအစီအစိမ်အစားအစာများကိုမစားခြင်း အချင်းဆက်ကလေးများကသာစားကျင်သည်အာသာပေါ်သည်အားရှိစေမိအဟာရကြီးကျွေးနေသောကြောင့်ကျဦးနေခရမ်းကျင်သည်ကို မကြည့်ကျင်လောက်အောင်ပင် ဖြစ်နေပေပြီကျဦးနွားတို့ထောပံများစားလျင်ပြိုပြိုအန်လာတတ်သည် ကိုယ်တမောကြောင့်အောင်ဇွနှိ၍စာရ၏ချင်းချင်းဆက်ဆက်များကိုခိုးစားခြင်းလာသည် တဖက်အိမ်ကူးသွားပြီးစိတ်ရှိလက်ရှိစားလိုက်ခြင်းသည်ဝိမာတဖက်အိမ်ကူးဖို့ရန်မလွယ်ကူတော့ခြင်းစကိုင်းမှာပြန်ရောက်စားကအကိုကြီးစီကူးသွားသည်ကိုနေဦးအိမ်တွားချောင်းတိလျင်ကို့မှာမျက်နာမကြည့်မသာဖြစ်နေလျက်မကြိုက်တာပြသည့်သဘောမျိုးပြက်ကလေး၌ဝေးကူးသွားသောရက်ကိုဝေးရှိတွင်ပင်မြင်သာထားလိုက်သည်ဝေးကိုစိတ်မချနိုင် တဖက်အိမ်တွင်ဝေးထင်ရာတွင်တွားစားနေမှာကိုစိုးပူလာသည်တဖက်အိမ်ဤတောကြသောဇရိုက်တလေကူးဆက်လာမှလဲလန်သည် အကိုကြီးအိမ်ကိုသွားလျင်ညိုညင်မှန်းသည်၍စင်ကျင်ရတော့ကအကြောင်းကိစ္စကြီးမှညိုညင်ခံပြီးကူးသွားလေသည် ကိုနေဦးမှာဝေးဤဝန်းနေသောမျက်နှာကလေးကို ငေးကြည့်လျက်ဝိပြဒနာကို ဖြေရှင်းပေးသည်။နေစိတ်နှောက်ရခံပြီးများမလာပါနဲ့ဟာ။နေမလာလို့ငါကဘလို့မှသဘောမထားပါဘူး။သူကတို့ဘောမြတ်တာမရှိပေမဲ့နင့်ဘောမြတ်တာရှိတာတော့ငါကျင့်နေပါတယ်။နင့်ကိုညှဉ်းပန်းနှိမ့်ဆက်နေရင်သာတို့ဟာစိတ်ဆင်းရဲနေရမှာ။ အခုတော့နင့်ကိုလဝါပေါ်တင်ပြီးဖူးဖူးမှုန့်နေတာဒိုးကဝမ်းတာရသေးတယ်။ကျေးဇူးတောင်းတင်ရသေးတယ်။နင့်ပေါ်မှာဘလောက်ကောင်းသလဲ။မယားကိုဒီလောက်အေးဆိုင်တဲ့လူမျိုး ရှားပါရဲ့ဟာ။အလကစိတ်မချမ်းမသာဖြစ်မနေစမှာနဲ့ဟဲ့။ကိုနေဦးဤနှစ်သိမ့်စကားကြောင့်ဝေဝေမှာ စိတ်သက်သာရရသလားရသွားလေသည် ွေးသားများနှင့်ပူပူကက်ကန်နေလိုထိုင်လိုစိတ်ကိုဖျက်နိုင်သလောက်စူးစမ်းပြီးဖျက်ရကတဖက်အိမ်တို့အသွားအလာနေသွား၏။ဦးစောဟံမှာဝိကောဝင်ကိုဆရာဝင်နှင့်အပီးအပ်ထားသည်။ဆရာဝင်မှာအိမ်တို့တပတ်တခါလာကြည့်ကအာတူစီထိုးပေးနေလေသည်။စကိုင်းကပြန်လာမှဝေဤထူးခြားသောအမူအရာလေးကိုတည်ထားခြင်းမည်သည် ဝေသည်စကားလုံးနေ၍ငြိမ်းအေးလွန်လာသည် ဝေကိုကြည်လျင်တပြေးပြေးခြောက်တွေ့လာတော့ကုန်းခေါင်ကောင်းလိုမျက်နာကို တွေ့ရသည်ဦးစောဟန်သည် စကားရင်ကြောင်းကို မေးလာဆန်းလာမလို့စကားဆက်မိလို့မှထင်မပြောချင်းဝေကိုလည်းအပြစ်မတင် စကံနာမပြောစကားရင်ကြောင်းဝေကစကားဆလာလျင် လက်ပြရည်တားလျင် ဝေရဲ့ဒီเจ้าတွေဒီနေ့ကစားပြီးဘယ်တော့မှမပြောစရမ်းနော်ဟိုပိတ်ပင်ထားသဖြင့်ဝေမှာစကိုင်းမပါအောင်တတိထားပြီးစကားပြောရလေသည် ဝိရင်တွေကနာလုံးများမှာ၆တွေးတွေအေးဆက်ဆက်အမူအရာများဖြင့်ဖုံနေလေသည်။ဦးစောဟန်သည်နှုတ်ဖြားတွင် တဝေဝေဖြင့်ဝိကိုပျော်ပျော်ရွှင်ရွှင်ရှိအောင်စွမ်းကုန်ယူရလျက်ခလေးရတော့မိအတွေ့အယူအမူဖြစ်နေလေသည်။ဝေဘာလေးလိုချင်နေဆိုတာလေ။ကိုသိသိချင်တာပဲဝေရဲ့။ သုံးမွေးချေကလေးကိုတတ်ွယ်ထိုးနေသောဝင်းဤလက်ကလေးများမှ တုံဆိုင်သွားကမျက်နာကလေးအေးဆေးစွာပင်း၍ကြည်လိုက်ချစ်စွာဖြင့်စူးစိုက်လျက်ကြည်နေသောဥဆုံးဟန်ဤမျက်လုံးများမှအယောင်တောက်လာသည်ပင်း၍ကြည်လိုက်သော မျက်နှာကလေးကိုပြန်ချလျက်စိုက်၍စဉ်းစားနေပြီးမှလက်ထဲကအန်နေသုံးမွေးချေကလေးကိုကော်စောပေါ်သို့အသာချလိုက်သည် ဝေသည်ကိုကိုမက်လျက်မျက်တောင်ကလေးစင်းကဘာလေးပဲဖြစ်ဖြစ်ကိုဟိုအပြေပေးလိုက်သည်ဝူဆောဟံမှာအာမလို့အာမရဖြင့်ခေါင်းကိုရမ်းကမဟုတ်ဘူးလေတားလေးလူကျင်သလားတမီလေးလူကျင်သလားဝေလူကျင်တာပျော်စမ်းမှာဟိုမေးပြန်သည် ဝေးစင်းစားနေပုံမှာအတန်ကြာ၍ဥဆောဟံမှာตาလီပြောမလားတမီလီပြောမလားဟုရင်းတဖို့ဖို့ဖြင့်မျောလင်းဆောင်ဆိုင်နေရသည် ဝေသည်ဥဆောဟံမကြောက်သည်သွေးချောက်သောမျက်နှာဖြင့်တည်ကြည်စွာပြောလိုက်သည်ကိုရဲ့ဘာလေးပဲဖြစ်ဖြစ်ပေါ့ဥဆောဟံသည် စိတ်မကောင်းဖြစ်လာသည်ခလေးမလိုခြင်းလိုလားဟု တွေးလာသည် တယောက်နဲ့တယောက်မေးရာဖြစ်ရာတွင် သူနှင့်ဝေဘယ်လောက်ွားသည်ကိုယခုမှသိရတော့သည် စိတ်ရောကိုပါမရှိအေးဆက်ဆက်ရှိလာသည်ဖြင့်ဦးစောဟန်သည်တပြင်းချကဝေကိုစိုက်ကြည့်နေသည် ဝေမှာကိုမျက်နာညိုမှုံသွားလျင်အမဲထိတ်လန့်နေရသည့်အတိုင်မျက်လုံးကလေးလေကမှန်ကန်စွာဖြေလိုက်သောအဖြေကို မကြိုက်ပါကလားဟုသိလာလေသည် ဝေးသည်ချုံရင်းစွာပြုံးလိုက်ကာကိုရောตาလေးလိုချင်သလားတမီးလေးလိုချင်သလားဟိုပြန်မေးလိုက်သည် ဝေးပြုံးကိုမြင်ရမှစိတ်တက်တက်တာပြုံးနိုင်လျက်ဘာလေးပဲဖြစ်ဖြစ်လိုချင်တာပဲဟိုပြောလိုက်ကာဝေးဤပြုံးရွယ်သောလက်ချောင်းကလေးများကိုကြက်ကြက်စုပ်ကိုင်းထားလိုက်သည် ။စိတ်အားထက်သန်သောမျက်လုံးကြီးများနှင့်မချိုမချင်းပြုံးပြီးစိုက်ကြည့်နေခြင်းကြောင့်ဝေး၏ရင်ထဲမှပူနွေးလာလေသည်။ဝေးသည်ခြေအိတ်ကိုဆက်၍ထိုနေသည်။အညောင်းမိမိဆို၍ကိုကတော်တော့ဝေရဲ့တော်တော့ဟိုဆိုကလက်ထဲကတောင်းမွေးချီကယ်များကိုဆွဲသိမ့်လျက်မဲအေးကိုခေါ်သိမ့်ခိုင်းလိုက်သည်ဝေနေခင်းမကအိပ်ပြော်ရင်လာရင် ။ဦးစောဟန်သည်အလောကပြန်တိုင်းနေလေအိမ်မအိမ်မျက်နာကိုကြည့်ပြီးမေးတတ်သည်။မျက်လုံးကလေးအင်းမိုးလျက်မျက်နာလေးလန်းနေမှအိတ်တာကိုစိတ်ချသည်။အိတ်တာပဲ။အိတ်လို့မပြောဘူးကိုရဲ့။အိမ်လို့မပြောတာနဲ့ကြီးတော်တက်လာတော့အောက်ဆင်းပြီးတော့စကားပြောနေတာကို့မျက်နှာချက်ချင်းမျက်မှောင်ကုတ်သွားကဘာရီလာပြောတယ်လဲဟိုထိတ်ထိတ်ပြပြမေးလိုက်သည် ကြီးတော်ကဘိုင်လူးစေးဖော်ထားဖို့ပြောတယ်။အခုကလေးကဖော်ထားရင်ကောင်းတယ်တဲ့။လင်းကြီးပွင့်ထောင်းပြီးတော့အရက်နဲ့ပယုံနဲ့လေးလုံးလုံးပိတ်ဆိုင်ထားဖို့ပြောသွားတယ်။ဝေးသည်ဥသောဟန်ဤအလိုမကြသည့်မျက်နှာကိုကြည့်ကရှေ့ဆက်ပြောရန်ကြက်တကဲသို့စကားဖြတ်လိုက်ရလေသည်။ဆရာဝန်ရှိသားပဲဝေရဲ့ဒါရီမလိုပါဘူး။ပြီးတော့ဘာရီပြောသွားသေးတယ်လဲ။ ဝေးသည်ပြောရန်သင်မသင်မစင်းစားသည့်အတိုင်းပင်လှုပ်ခနဲဖွင့်ပြောတတ်သည့်အခြင်းအတိုင်းလှုပ်ခနဲပြောလိုက်သည်မီးတွင်ထဲမှဇတိနနှင်းတောက်ရမယ်တဲ့ကိုဥသောဟန်သည်အိုးဟုစိတ်ရှုပ်စွာ တလုံးနှင်းအော်လိုက်ခါ မျက်နှာမဲ့သွားလေ၏ထို့နောက်မျက်နှာကိုပြင်ကသူ့ဒေါသကိုချုပ်တီးလိုက်သည်ဒီမဝေနနှင်းလိမ့်နာတို့နနှင်းလူတော်တို့က တောင်းကြတဲ့မိမတွေနဲ့ဂေါရင်ဂျီကလားတွေသာလူးနေတာဆရာဝင်နဲ့မိဖွားတဲ့မိမမှန်သမျှအားလုံးနနွေးမလူဘူးပေါင်တာပဲလူးတယ်ဆရာဝင်နဲ့မိဖွားမှာဒါတွေဘာမှမလူးဘူးလို့ပြောလိုက်ဦးစောရံမှာတော်သက်ဆရာလာလို့ချင်းကိုနည်းနည်းမြသဘောမကြပင်ဝေကိုလာပြီး ဖြက်လို့ဖြက်စီလုတ်တည်ဟုပင်အယူသည်ကတော်သက်အားမျက်မုံကျိုးသွားလေသည် ဝိမာပြောင်းလဲခြင်းမရှိခါရင်ကဲတို့ပင်ဥသောဟံအလိုကြဖြစ်အောင်ယူထားကဥသောဟံအလိုနှင့်ဘယ်တော့မှမဆန့်ခြင်းပင် စိတ်ကြိုက်ကိုကြည်၍လိုင်လျောလျားမြည်အတိမာမေ၍မရဖြောင်း၍မရယုံကံ၍လည်းမရကိုဤတိုင်းပြည်ကလေးတို့ပြန်ရောက်လာရာကိုကြိုက်တာကိုလိုက်၍ကြိုက်ရမည် ကိုမကြိုက်တာများကိုလာ၍မကြိုက်ရမည်ကိုသာလျင်ဝေဤကိုကိုသာလျင်ဝေဤစိတ်ကိုသာလျင်ဝေဤဘဝကိုဝင်သုံးလတွင် ထမင်းပွဲကြီးကိုမကြည့်ခြင်းအောင် ဖြစ်လာကအညီနံများကိုမခံနိုင်တော့သဖြင့်ထမင်းမစားခြင်းတော့ပဲတတိဝလံလောက်ကိုသာစားလို့သောဆန္ဒရှိလာသည်နည်းနည်းပဲဖြစ်ဖြစ်နို့တော့တောက်မှာပဲ ဘာမှမစားခြင်းရင်ဘယ်မှာအားရှိပါမလဲဝေရဲ့တကြိုက်တဲ့တကြိုက်သေးကွယ်တောက်လိုက်စမ်းပါဝေသည် စိတ်ညစ်ညူးလာစွာဖြင့်နို့ဖန်ခွက်ကိုလှမ်းယူကာအသက်အောင်ပြီးမျက်စိမိကြိုက်ထားလိုက်သည်တော်တော်နှင့် အသက်မရှူဝင် အသက်ရှူလိုက်လျင်နို့နဲ့ရမာကိုကြောက်ရွံ့နေလေသည်ဝေသည်ကြိုင်းချပြီးနှုတ်ခမ်းကိုပိတ်စေလျက် ခေါင်းကြီးမှတ်ခိုင်တာကမလုံဝင်အောင်ပင်မသက်မသားကြီးဖြစ်နေလေ၏။ဦးစောဟံမှာစိတ်ရှည်ရှည်ထားလျက်နောက်တကြိုက်တောက်ရန်ချော့ပြောပြန်လေသည်။နောက်တကြိုက်တဲ့ဝေရဲ့ဒီတကြိုက်တောက်ပြီးရင်လေတော်တော့နော်။ဝေသည်ပိတ်ဆေထားသောနှုတ်ခမ်းကိုဆူ၍ခေါင်းခိုင်ခိုင်နှင့်လက်ကပြနေသည်။ ဥဆောဟန်သည်လှုပ်ခနဲရေတံထွက်သွားမိပြီးဖန်ွက်ကိုနှုတ်ခမ်းနားသို့တိပေးလျင်ဝိမာမချုပ်တီးနိုင်တော့ပဲဘွက်ခနဲထိုးအန်လိုက်လေသည်ဥဆောဟန်မှာပြာရာခတ်သွားလေ၏ဟိုင်မောနေသောဝိကိုတွေ့၍ပလက်ကလေးထိုင်ပေါ်သို့ပို့ပေးသည် ဝေမှာရင်ကလေးနှိမ့်ချီမြင့်ချီနေဖြစ်နေကမျက်လုံးများမှိတ်ထား၏။ဆရာဝန်ချက်ချင်းခေါ်ခိုင်းကခြေမကင်မိလက်မကင်မိဖြစ်နေလျက်ဝေဘာမှမစားနိုင်ခြင်းကို အစာအိမ်၌တခုခုများဖြစ်နေသလားဟုတွေးက ပူပန်နေလေသည်။ဆရာဝန်ကလမောင်းတွင်အားစီထိုးပေးလိုက်လေသည် ဝေးသည်အန်ကျိတ်ခါရှုံးတော်လျက်အဒံကိုခံစားရလေ၏ ကိုဝင်ရှိ၍အစာတောက်ပြကြောင်းဥဆုံးဟန်တန်တရားကင်းအောင်အတော်ပြောရ၏လေကောင်းလေတန့်ရှူရန်ညနေတိုင်းလမ်းလျှောက်ပြီးဘူဆရာဝန်ကမှာကြပြီးပြန်သွားလေသည်ညနေတိုင်းမြို့ပြင်ထွက်ခါစဘာကူတော်များဘက်သို့ဥဆုံးဟန်နှင့်လမ်းလျှောက်ထွက်ရသည်လမ်းလျှောက်ပြီးဘူဆရာဝန်ကမှာကြပြီးပြန်သွားသည် ီဘေးရှောင်းရတာကောင်းတယ်နော်ဟိုဥစောဟန်ကအာရပါရပြောဤဝေဝေသည်သူ့ခြေလန်းအတိုင်းဖြေးလင်းစွာသာရှောက်လျက်ရှည်လေသည်ခြားဒိတ်ဟိုမကြီးစံ9800မြောင်းလေးမှတ်မိသေးလားဝိမာအချစ်ဆူးဆူးခဲ့သောနေရာကလေးကိုတတိယလာကရင်ထဲတွင် တလန့်လန့်ဖြစ်လာ၏တရင်ကအတွင် အတိတ်တို့သည်ပြေးဝင်လာသည် အားလုံးကိုမှုံမိုင်းစွာပြန်လည်မြင်ယောင်ပြီးလာသည်ဖခင်ဤမျက်နှာလမ်းလျှောက်ပြီးကိုရောင်ကပြန်တွေးပါခဲ့သည် ဝေးသည်ရင်ထဲ၌ဆိုလာလေသည် ကိုရောင်တို့ရောက်လျင်ဝေးသည် မျက်ရည်လည်လာသည်ကို ထိန်လျက်ရှိနေ၏ကိုရောင်၌တိတ်ဆိတ်နေ၏ကိုကိုပင်ကြီးအောင်၌ကိုဤလက်တစ်ဖက်သည်ဝေးဤလေပင်ကို ဖတ်ထားလေသည် မြစ်ထဲတွင်လေးမှပြင်းထန်စွာဝေရန်နေသည်ကောင်းကင်နှင့်ရေပြင်မှတဆက်ထဲလာအောင်မေးရသည်ရေပြင်မှထိုးရိုက်သောနေရောင်သည်ကန်းဆက်ဖတ်သို့လက်ခါတောင်းနေလေ၏နေပြောင်ထိုးထားသောကုတ်ကိုပင်ရိတ်မှလှုပ်ရှားနေလေသည်လေကလေးများမှမြစ်လေတွင်ရွေလျားနေကြ၏ ဝေသည်လေချမ်းတိုင်း၍အတော်အေးလာသည်ကိုတတိထားမိကပြန်စို့ကိုရဲ့မွှချုပ်တော်မယ်ဟိုပျော်လိုက်သည် ကိုသည်ဝေဤပခုံးကိုဆွဲလဲလျက်ဝင်းလူစဲနေရောင်ထဲ၌ဝေမျက်နှာကိုကြည်လိုက်သည် ဝေဤမျက်နှာမှာဖြူယော်ယော်ဖြစ်နေသလားဟုအောင်မေရသည်ထိုစဉ်ကလိုနီနီတွဲတွဲတွေးအောင်များမဖြန်တော့ နထင်ရိုးကလေးများပေါ်နေပြီးမျက်နှာသွဲကြနေမြက်ကွေးမာညိုနေကမျက်လုံးဝကြည့်သည်စိမ်လက်လက်ခံမေးမီ တွေ့ရသည်ဝေရဲ့ဝေကိုကြည့်ရတာအမရဘူးဝေကိုဝင်ရှိတာကထိခိုက်တယ်နဲ့တူတယ်နော် တနေ့တခြားပိန်ညိုးလာတာပဲဘယ်တော့မှမပြန်ဝါပါမလဲကွယ်ဝေသည်တွင်ဝင်ရင်ရင်စွာကိုလက်ကိုအာပြူစုပ်ကိုင်းထားလိုက်သည် အကြောတွေမှာလေးပင်ဖန်ရွယ်နေ၏ခလေးရှိရင်ဒီလိုပဲပိန်တာပဲလို့တန်းတန်းကပြောတယ်မွေးဖားပြီးရင်တော့ပြန်ဝလာမှာပေါ့ဝိဟီတံမှာပျော်နေလေသည်ခလေးရတာမပျော်ဘူးလားဝေကိုကခက်တီတီနှင်းမေးလိုက်ဝိမှာ တုံလုံးချောင်ကြားရွေးသွားလေသည်အီမေးကောမှာအတဲနှလုံးတို့လာရိုက်လေသည် ခလေးရှိ၍စကိုင်းကပြန်ခဲ့သည့်အဖြစ်ကိုဥဆောဟံမသိစေလိုပျော်သားပဲကိုဟိုဝေကချက်ချင်းဖြစ်၏ဥဆောဟံမှာကျေနပ်ပုံမပေါ်ဝေမှာဒါထက်ပို၍မပြောတမ်းဒါကြောင့်ပြုံလိုက်သည် ဝေးဤပြုံးမှာခြုံများများဝင်ပါပါမဖြစ်လေသလားကိုရော ပြောလိုက်ရင်ဝေကပြန်မေး၏ ဥသောဟန်သည်ဝိကိုစိုက်ခါကြည့်နေပြီးခေါင်းငိမ့်လျက်သာဝိလက်ကလေးများကိုစွန့်ယူစုံစမ်းကြည့်နေသည်ဝိလက်ကလေးတွေကအေးနေပါလားပြန်မပဲသူတို့သည်ဖြက်လန်းကပြန်ခဲ့ကြလေသည်မြင်နာရောက်လျင်ဥသောဟန်မှာတဖက်သို့ခုန်ကူးသွားကလက်လန်းမီပြုတ်ပြီးမှဒီဘက်ကိုပြန်ခုန်ကူးလိုက်သည်ဝေခုန်လို့မဖြစ်ဘူး ဝေးကိုဒီလန်းကခေါ်လာတယ်။လာလာဝေးဒီကြောင်ရွေးကြည့်နေလျက်ဦးစွမ်းဟန်လက်ဆွဲခေါ်လာရာတိုင်းလိုက်ပါလာလေသည်။အင်းရောက်ရောက်ချင်းဝေးကိုအနှွေးတယ်များဝေပေးသည်။ဝေးတောင်းရမည်စေးမှာအနာသူရောက်လာသည်။ဝေးဒီမျက်စိကိုမိခါစင်းရီကိုမော၍တောင်းလိုက်သည်။ စင်းတောင်ပြီးနောက်ဝေးသည်မလုံးမရှင့်ငိမ့်ငိမ့်လေးနာနေလေသည်ဦးစောဟံမှာစိန်မောကိုမောဖြင့်စွန်ဖာပေါ်သို့ပြစ်လဲကဝီစကီဖြင့်အပန်းဖြေသည် ရေဒီယိုခလုတ်ကိုဖွင့်လျက်အင်္ဂလိပ်သတင်းကိုနားထောင်ရင်းစိတ်ရင်စိတ်ငွေများတန်းလျက်ရှိသော နိုင်ငံရေးရာများကိုတွေးတောလျက်နေ့စဉ်ဝေးဤစုံတန့်ညီးတွန်းလိုက်တန်းကြောင်းလမ်းပြန်သွားကဝိညာဉ်တို့ထပြေးလာလေသည်ဝေးသည်ခါးကိုလက်နှင့်နှိပ်လျက်နှုတ်ခမ်းကိုကြိုက်ထားလေသည် ကောင်းရသလိုပင်ခါရဲကတင်းကျပ်နာကျင်လာပုံမှာမခံမရက်နိုင်အောင်ဖြစ်လာလေသည်ဥဇောဟန်သည် ထိတ်သွားကမောင်မြကိုဆရာဝန်ခေါ်ခိုင်းလိုက်ရသည်ဝေကလထိုင်မင်းတွင်ဒူထောင်းလျင်မနှိမ့်နဲ့ဝေမနှိမ့်နဲ့ဟိုပြောကဘာလို့ပေးရမမ်းမသိအောင် ရောင်နေလေသည် ဝေဤအသက်ရှူတမ်းမှာပြင်လာ၏နှဖူးတွင်ချွေးများစုံနေသည် ဆုတ်တက်လိုက်ကထက်ကြီးတန်ကြောင်ဝေဒနာပြင်းထန်မှန်းကိုခံမှန်းကလက်ကလေးကိုစုပ်နေပေးရင်ဆင်ယံဝင်လာတော့မယ်ဝေရဲ့အခုပဲလာတော့မယ်ဟိုအာပေးနေလေသည်ဝေဤရှုံးထွားနေသောမျက်နှာကိုကြည့်လျက်မင်းအေးမှာခေါင်းတစ်ပန်းကြီးသောကအကြီးကိုခေါ်မလားအမဟိုမေးလိုက်သည်ဝေသည်မချိမဆန့်ဖြစ်နေသည့်မျက်နှာဖြင့်မျက်လုံးကိုဖွင့်၍ သူ့ကိုမိုးကစိတ်ပူကြီးစွာစိုက်ကြည့်လျက်ရှိသောဦးစောဟန်အားအာယူကြည့်ရသောအကြည့်ဖြင့်ကိုကြီးတော်ကိုခေါ်ပေးပါဟိုအတန်ရဲရဲလေးဖြေပြောလိုက်လေသည်အင်းအင်းတွားစမ်းမေမြ мян ခေါ်ခဲ့ဝေးသည်ပလက်လန်နေရာမှာအာယူ၍ထိုင်လိုက်ကကိုဤပခုံးကိုအားရှိပါရှိစုံလျက်လက်တစ်ဖက်ကခါထောက်၍ခေါင်းငိုက်ဆိုင်ကြနေလေ၏ ကြီးတော်တန်းနေဆရာဝင်ဆရာမများရှင်းစဉ်နောက်ဆင့်ပြီးအိမ်ထဲသို့ခတ်တုံတုံဝင်လာကြလေသည်ကြီးတော်တန်းမှာဝိနာကလေးတစ်ချက်စိုက်ကြည့်လိုက်ခါခလေးကပြက်ချင်တယ်ထင်တယ်ဟုပြောလိုက်ရာဝိလက်ကိုသွေးဆန်းကြည့်နေသောဆရာဝင်ကပြက်ချင်လို့ပဲဟုခတ်လေးလေးပြန်ပြောသည်ဥသောဟန်သည်ဝိကိုအိမ်မော်သို့ပွေယူကာဂရင်ပေါ်၌ချလိုက်သည် ဝေသည်ချွေးလုံးချွေးပေါက်ကြီးများကြားလျက်နားကျင်လွန်း၍မူးမေသွားတော်မလားအောင်မေရလေ၏နှုတ်ခမ်းများပြာနှန်းနေကလူလွန်ခံစားနေရ၏တညာလုံးတအိမ်လုံးရောက်ရခံနေကြလေသည်ဥသောဟံမှာဝေဤညီးတံဖြင့်စိတ်ချောင်ချားကအသက်ရှူမာနေလေသည် အပြင်ဘက်တွင်ညမှာစိတ်ငြိမ်နေ၏ တချက်တချက်တရှင်ရှင်လေးဖြန့်တိုက်သွားတဲ့တိရွံများလှူရှားတဲ့တို့ကိုကြာရသည်ညင်ငဲ့သည်စူးဝါစွာဩသွားလိုက်သည်ဝိမာပျော်နေလေသည် အသက်ဖုတ်လိုက်ဖုတ်လိုက်ရှူကမော်နေလေ၏ခေါင်းရင်းမီးတိုင်းမှမီးအောင်ဖြော့ဖြော့သည်ဝိမျက်နာတချမ်းကိုအယောင်လွှမ်းထားသည် စပီးမြန်းဖွာကျဲကမျက်နာပေါ်သို့အုပ်ကြနေသောဆရာဝန်သည်တပြင်းကြီးများချလိုက်ကာဥဆောဟန်ကိုလှမ်းကြည့်လိုက်သည်ဥဆောင်းဟံမှာအသည်တဖို့ဖို့နှင့်ဆရာဝန်ကိုစိုးရွံစွာကြေးလိုက်သည်ကိစ္စမရှိတော့ပါဘူးစိတ်ချရပါပြီဥဆောင်းဟံမှာရင်ထဲ၌အလုံးကြီးကျသွားကမျက်နာတစ်ပြေးပြေးကြည်လာလျက်ဝင်းမျက်နာကလေးကိုငုံ၍ကြည်နေသည် တော်သက်မှာဆရာမကိုအောက်ခေါ်ချလာကလက်ကိုရေလောင်းပေးနေရင်ကံကောင်းလို့ပါပဲဆရာမရဲ့အားရှိတာမဟုတ်တော့သိတ်ဆိုးရင်မိတယ်ဒါမျိုးကအချိန်လိုရင်အပုတ်သွေးဆန်ပြီးစုံရင်ရတာဟိုတတို့တို့ပြောနေဥဆုံးဟန်ဒီဝေးမျက်နာနာတို့ငုံလျက်ဝေးတတရဲ့လားဟိုမင်းရင်နှစ်ဖူးမှာချွေးများကိုတုတ်ပေးနေလေသည် ဝေမှာမေးတံကိုကြားလိုက်ရ၍တက်တာပါတယ်ဟု ဖြေလိုက်စိတ်ထဲမှာတော့ကြားလိုက်သို့တော့အပြင်ထွက်လာသောအတန်မှာတိုးလွန်းနေ၍ကိုကပဇန်နာသို့နားကပ်ပြီးထောင်လိုက်ရလေသည်နှင်းပွေမျိုးမုံတို့သည် တဖွဲဖွဲကြာနေလေသည် မြားရွယ်စိမ်းများမှာငွေပွေများကျဲပြောက်ကစိမ်းစော်ဆိုလန်းလျက်ရွှင်ပြစွာပင်လေးရင်တက်တွင်ဝဲကကြလာသောပန်းမွေမုံမုံလေးများသည်တရင်ရီထလျက်မှောင်ပိတ်ကဖွယ်ဆိုင်လျက်ရှိသောနှင်းမြူတို့ပင်ထဲတွင်မြုပ်ွယ်သွားလေ၏ဝေးသည်ဆွဲတာပေါ်၌ကိုဝင်းကြီးထွက်ဝေထားလျက်စိမ့်တုံအီများနေသည် အင်းကြီးချင်းရင်ပဲခြံစည်းဝဝင်တွင်းရှိမြေကွက်လက်ကလေးပေါ်၌နန်းနေစောစောလန်းစင်းလျှောက်လေသည်ခလေးပြက်ပြီးကလေးကဝိမာအားနေနေကအသားပြန်မဖြစ်ပဲပိန်ချုံလာလေသည်ဥဆောင်ဟံမှာရှေးကထဲစားတဘိုးတိုး၍ဂယုဆိုင်နေရလေသည်အသားရေစိုးပြေဝါဖြိုးလာစေခြင်းလွန်၍ ဝိကိုကြက်ကြက်မှမှန်ကယူဆိုင်လျက်အစာအတောက်အိတ်အနီအစာခတ်သိတင်းချလာက နေ့စဉ်ပောင်ချင်ကြည်ရသည် ဝေတောင်းရသောကျုပ်ဥများမှာဝိကိုလေးချိန်နှင့်ဆက်လျင်ကျုပ်ဥပောင်ချင်ကပုံများနေလိမ့်မလားဟု တွေးထင်မိသည် အားရှိသည်ဆိုသောအစာစာများမှလွဲ၍ပါမမစားရအချိန်နှင့်အိပ်ရသည် အချိန်နှင့်ထားရသည် အချိန်နှင့်စေးတောက်ရသည် အချိန်နှင့်စားရသည် အချိန်နှင့်ရေချိုးရသည်အချိန်နှင့်လမ်းလျှောက်ရသည်နံနေဖဲစေးတောက်ထို့နောက်ကျဥ်နွားတို့များတောက်ပြီးလျှင်9နာရီမှ10နာရီထိခြံနေစင်းကတနာရီလောက်လမ်းလျှောက်ရသည် ဝေမှာပေ80လောက်ရှိလျသောခြံဖျားခြံဆုံးရှိသောမြေကိုခောက်တုံခောက်ပြန်ရှောင်းနေရလေသည် နေရာထိုင်ရာမလွတ်လပ်၍မြဲမြဲအတားအယေဝါဖြိုးလာအောင်ပြောသည့်အတိုင်းတသွေမတေလှုပ်နေရ၏တောက်လိုက်ရာထိုးလိုက်ရသည့်ဆေးမြောင်းမှလည်းပျော်ဝယ်ရာပင်မရှိတော့လာကားထဲမှာဆရာဝန်က တဝက်နှုတ်သည် နေ့လေပဲဝိအိတ်ချင်းတွင်အိမ်တို့မြည်သူမှလာခွေမပေးတော့ခြင်းတရဝမ်းမှာအိမ်ရှိတွင်နေ့လေပဲလူမဝင်အောင် တာလွန်ရသည်ညာဘက်6နာရီ၌ဝေအိတ်ခမ်းထဲဝင်သွားလျင်ဘင်းဧည့်သည်လာလာစကားကြဲကြဲမပြောနိုင်အတန်ကျဲလျင်အာမနာပါမနာပင်အိမ်မော်တို့လက်ညိုးထိုးလျက်လက်ကာပြကာလေးတန်လေးဖြင့်ဝေအိတ်ရာထဲကိုဝင်သွားပြီဟိုပျော်လိုက်လေလာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခံစက်ကလေးတွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘီကင်းကျမ်းမှာကြပါစေ။